Facebook မှာထည့်ထားတဲ့ကိုယ့်ရဲ့မွေးနေ့တက်ကလေးကိုပြောင်းကျင်နေဆိုလို့ရှိရင်အခုလိုလုပ်လို့ရပါတယ် Facebook စာဖွင့်တဲ့အချိန်မှာကိုကမွေးနေ့ထည့်တဲ့နေရာမှာမှားသွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ Facebook ကိုတခြားသူတယောက်ကဖွင့်ပေးထားလို့မွေးနေ့မှားနေတာပဲဖြစ်ဖြစ်အကြောင်းအမျိုးမျိုးကြောင့်မွေးနေ့ကမမှန်ဘူးဆိုလို့ရှိရင်ဒီလိုလုပ်ကြည့်ပါပထမဦးဆုံးအနေနဲ့ညာဘက်အပေါ်တောင်းသားလေးမှာရှိတဲ့ menu ထဲကိုဝင်လိုက်ပါပြီးတော့ရင်တော့အောက်လေးကိုနည်းနည်းဆွဲလိုက်တာနဲ့ setting and privacy ဆိုတာရှိပါတယ်။အဲ့ဒီထဲကိုဝင်ပေးရပါမယ်။ ပြီးတော့ရင်တော့ setting ဆိုတော့လေးကိုထပ်ပြီးနှိပ်ပေးပါ setting နဲ့ရောက်ပြီဆိုတော့ねအောင်လေးကိုနည်းနည်းလေးဆွဲချလိုက်မယ်ဆိုလို့ရှိရင် profile details ဆိုတော့လေးရှိပါတယ်ဟိတ်တဲ့ကိုဝင်ပေးလိုက်ပါအောင်လေးကိုနည်းနည်းလေးထပ်ပြီးဆွဲပေးပါ basic info လို့တွေ့ပြီဆိုလို့ရှိရင်သူ့ရဲ့ညာဘက်မှာရှိတဲ့ edit ဆိုတော့လေးကိုနှိပ်ပေးလိုက်ပါပြီးတော့ရင်တော့ date of birth ဆိုတဲ့အောက်ကအပြန်အောင်စာတမ်းလေးနဲ့ရေးထားတဲ့ edit in account center ဆိုတော့လေးကိုနှိပ်ပေးလိုက်ပါ အဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အကောက်ဆန္ဒတွေကိုရောက်သွားပြီးတော့ကျွန်တော်တို့သွားခြင်းတဲ့နေရာကိုရောက်ပါပြီ။ဒီထဲကိုရောက်ပြီဆိုတော့ねအပြောင်းလဲလှုပ်ချင်တဲ့မွေးနေ့တက်ခရစ်ကိုပြောင်းလဲလို့ရပါပြီ။ရွေးချယ်ပြီးပြီဆိုတော့ねညာဘက်ဘေးနားမှာရှိတဲ့ဆက်ဆိုတာလေးကိုနှိမ့်လိုက်ပါ။ပြီးရင်တော့အောက်မှာရှိတဲ့ save ဆိုတာလေးကိုထပ်ပြီးတော့နှိမ့်ပေးရပါမယ်။အဲ့ဒါဆိုရင်တော့ရပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။အဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်။